မင်္ဂလာပါရှင်ဒီနေ့မှာတော့ချင်းမောင်ရွက်ကို စီမပါပဲနဲ့ချင်းမောင်ရွက်ကြီးပဲခက်ခဲရခိုင်ချက်လေးချက်ပြတော့မှာဖြစ်ပါရဲ့ရှင်ချင်းမောင်ရွက်အညွတ်ပြားလေးတွေကိုချက်ပါမယ်နော်ရင်းတဲ့ဟာကြတော့ဖြိုပြီးချက်လို့ရှိရင်မပြိုဘူးနော်ကျမက အဖူးလေးတွေနဲ့အညွတ်ပြားတွေပဲအသုံးပြုထားတယ်ရုပ်သီးဆိုင်လေးချိုးထဲလိုက်တယ်ဒါတော့ဟင်ခါမုံထဲတယ်ရှင်စာအနည်းငယ်ထက်ပါမယ်ရည်လေးထည့်ပြီးတော့အဖုံးအုပ်ပြီးတော့တည်ထားလိုက်ရုံပါပဲရှင် အယံကိုစားလို့ကောင်းပါရဲ့နော်ကဲဒီလိုလေးစုပွဲလာပြီဆိုရင်တော့ရောင်မလေးနဲ့ကြည်သွောအောင်မှွေလိုက်ပါမယ်နော်စီလုံးဝမတုံးထားရဲ့အတွက်တကယ်စားလို့ကောင်းတယ်ရှင်နုနုလေးဆိုတော့လေမီးပိုပိုမှာခဏလေးတည်လိုက်တာနဲ့သူကစူလာပြီနော်ခဏမှွေလိုက်ရင်တော့ကုန်းလုံးကြည်ပြီးရောပြိုသွားပါတယ်ရှင်စားလို့တကယ်ကောင်းတယ်နော်ကြည်လိုက်ရင် မလှပေမဲ့အရန်ထမင်းနဲ့နေစားတဲ့ခါမှာအဆင်ပြေရင်တော့ငါချောက်ဖုံးလေးနဲ့တွေးစားရင်တော့ပက်တီပါပဲရှင်။ကဲဒီလိုလေးပြိုသွားပြီဆိုတော့ရပြီနော်ငါပီစာထက်ပါမယ်ရှင်။တခုတတိထားရမှာကဒီလိုချီမောင်ကိုဖြိုးပြီးချက်မယ်ဆိုရင်ငါပီကို နောက်ဆုံးမှထည့်ရပါမယ်နော်။ငါပီကိုအရင်ကြိုထည့်လိုက်ရင်တော့ချီမောင်ရွက်တွေကမပြိုဘဲနဲ့မာသွားတယ်နော်။မြင်ငါပီလေးနဲ့ဆိုရင် အရန်စားလို့ကောင်းတယ်ရှင်။ ကျမတို့အိမ်မှာရခိုင်ချက်ဆိုရင်ချီမောင်ကိုဒီလိုပဲချက်တယ်နော်ငပြီးအဖြုတ်လေးတွေတက်လာပြီဆိုတော့အပူကဒီအဖြုတ်လေးတွေကိုမကြက်ရင်ခတ်ထုတ်ပြလို့ရတယ်နော်အញ្ញံဆောက်လို့ကောင်းပါတယ်ကျမကပင်စိမ်းကိုအပေါ်ကနေအုပ်ပါမယ်ပင်စိမ်းကတော့ ကျမရေခဲတက်တာခေးတဲ့နေရာမှာတင်းထားတဲ့ပင်စင်းကိုထက်မယ်နော်ဒီချိန်ဆိုရင်ကျမတို့ချိန်မှာပင်စင်းကအသီးတွေတီးပြီးတော့၆တဲ့အချိန်မို့လို့တင်းထားတဲ့ပင်စင်းကိုချက်ပါမယ်ပင်စင်းကိုတငယ်ချင်းတွေတချို့ကပြောတယ်ပြုတ်ပြီးမဟုတ်ဘဲနဲ့ဒီတန်းရေခဲတက်တာမှာတင်းလို့ရှိရင်နဲ့မဲမသွားဘူးလားတဲ့ကျမကိုပြောကြတယ်အခုကြည့်ပါနော်ကျမရဲ့ပင်စင်းကထက်ထားတဲ့အခါမှာမေးတလို့လို့နဲ့ဟင်းချက်တဲ့အခါမှာထက်လိုက်ရင်စိမ့်စိမ့်လေးနဲ့အခုခုအခုချက်တလို့ပဲနော် အရန်လည်းမွေးတယ်အနတ်ရက်တလုံးဝမပြက်ဘူးအယောင်လည်းမပြက်ပါဘူးရှင်တကယ်စားလို့ကောင်းပါတယ်ဒီဒီလောက်ဆိုရပြီနော်ကျမအပိုကအဖြုတ်လေးကြီးခီဆက်လိုက်ပြီဆိုတော့ပင်စိမ့်ကိုထက်ပါတော့မယ်ဒါပင်စိမ့်နော်တိမ့်ထားတဲ့ပင်စိမ့် သူဟင်းဥမချက်လိုက်ရင်မမဲသွားဘူးနော်ဟိုမှာစိမ့်စိမ့်လေးနဲ့အရန်ကိုစားလို့ကောင်းတယ်ကျေးဇူးတင်ပါတယ်ရှင်ဒီလိုလေးချက်စားကြည့်နော်မစားဘူးရင်ဒီလိုချက်စားကြည့်အရန်စားကောင်းတယ်ရှင်